။အရာဝီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းဟာရွေမာလာဆက်ရညနေပိုင်းကပသိမ်မြို့အမတ်ကိုခြေကံပညာထက်တန်းကျောင်းသို့သွားရောက်ပြီး RCC သုံးထက်ကျောင်းဆောင်တဲ့ဆောက်လုပ်နေမှုကိုကြည့်ရှုစစ်ဆေးကအစာဦးရေသွေးပြည့်မီရေတတ်မှတ်ကာလတွင် PC ရေအတွက်လူအင်အားဇက်အင်အားများဖြင့်အဆိုင်ခွဲပြီးဆောင်ရွက်ကြရန်မှာကြပါသည်။ဆက်လက်ပြီးပသိမ်မြို့ကိုသိန်းအားကစားကွင်းတွင်ဖူးဆဲအားကစားရုံအစာဦးဆောက်လုပ်နေမှုကိုလည်းကောင်း ပသိမ်တက္ကသိုလ်ဝင်တွင် Recreation Center တန်ကိုကွန်ဂရက်ဆာဦးတည်ဆောက်နေမှုကိုလည်းကောင်းကြီးရှုစစ်ဆေးပါတယ်။အဲလိုကြီးရှုစစ်ဆေးခဲ့ရာကုမ္ပဏီတာဝန်ရှိသူများကအစားအုပ်ဆိုင်ရာအချက်အလက်များနဲ့လုပ်ငန်းဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကအစားအုပ်ဆောက်လုပ်ရာမှာတတ်မှတ်ထားတဲ့စံချိန်စံညွှန်းနဲ့အညီဆောက်လုပ်ရမယ့်အပြင်အရေးသေးပြည်မီရေးနဲ့တတ်မှတ်ကာလတွင်ချိန်မီပီစီရေးအလေထားဆောင်ရွက်ရန်နဲ့နေရာရှုခင်းလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ရန်မှာကြပါတယ်။ 2025-2026ဘဏ္ဍာရေးနဲ့ငွေလုံးငွေရင်းတိစောက်ရေးရမုံငွေဖြင့် AI တိုင်းဒေသကြီးအတွင်းဆောင်ရွက်နေတဲ့လုပ်ငန်း290ခုနဲ့လုပ်ငန်းပြီးဆုံးမှုရာဂိုင်းနှုန်းနည်းနေတဲ့တင်တာအောင် ကုမ္ပဏီလုပ်ငန်းရှင်များနဲ့တွေ့ဆုံပွဲခန္ဓာကိုဒီနေ့နှစ်ပိုင်းကပသိမ်မြို့ AI ရှိဝါခန်းမမှာကျင်းပရန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမဝင်းက တာဝန်ယူဆောက်လုပ်ရတဲ့ကုမ္ပဏီများအနေနဲ့အစားအုံများကို ရေသွေးကောင်းမွန်စွာဖြင့်အချိန်မီတည်ဆောက်သွားနိုင်ရေးအလေးထားဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်း။ကျောင်းသားကျောင်းသူများအေးချမ်းလုံခြုံစွာပညာသင်ကြားနိုင်အတွက်အစားအုံများကိုအရေးသေးရှိရှိစေတနာထားဆောက်လုပ်ကြရန်လိုအပ်ပါကြောင်းပြောကြားပါသည်။ ဆက်လက်ပြီးတင်တာအောင်ကုမ္ပဏီလုပ်ငန်းရှင်များကတိစာရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနဲ့ဆက်လက်ဆောင်ရွက်မဲ့အခြေအနေများကိုရှင်းလင်းတင်ပြပါရစေ။အိမ်နောက်မြန်အောင်ခရိုင်ကြံကင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရာဥက္ကမမှာပြုလုပ်တဲ့နိုင်ငံစီဝါမြင့်တင်ရမုံငွေနဲ့ဆောင်ရွက်တဲ့လက်ဆွဲမျိုးစေ့ချကရိယာများနဲ့စီရွယ်တိနှံစောင်းနေကြမျိုးစေ့များဘေးအပွဲခန္ဓာတို့တက်ရောက်ပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်က ဇဘာစိုက်ပျိုးရာမှာကျဲခင်းများပပျောက်စေအတွက်မျိုးစေးချကရိယာ drum cedar ဖြင့်စိုက်ပျိုးခြင်းကောက်ဆိုင်ဆက်ဖြင့်စိုက်ပျိုးခြင်းပြိုးထောင်စိုက်ပျိုးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းနဲ့တောင်သူများကလည်းလိုက်ပါဆောင်ရွက်ကြရန်လိုအပ်မှာဖြစ်ကြောင်းမှာကြားပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အစိုးရဖွဲ့ဝင်ဝန်ကြီးများဟာတောင်သူများအားလက်ဆွဲမျိုးစေးချကရိယာ drum cedar များနဲ့စီရွယ်တင်းနှံစောင်းနေကြမျိုးစေးများပေးရပါတယ်။ အိမ်နောက်ကျန်းကင်းမြို့အမတ်တခြေခံပညာထက်တန်းကျောင်းအောင်ကျော်ခမ်းမမှာပြုလုပ်တဲ့ညောင်ခရိုင်တွင်နေဝေးဒေသများမှလာရောက်ပြီးတာဝန်ထမ်းဆောင်ရရှိတဲ့ဆရာဆရာမများအားအခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ပွဲခန်းနာသို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကတိုင်းဒေသကြီးဟာအခြေခံပညာကျောင်းဖွင့်လှစ်မှုအများဆုံးကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း မြန်အောင်ခရိုင်ကြံငင်းမြို့နယ်ဟာပညာရေးနဲ့ပတ်သက်ပါကအောင်ကျဲအကောင်ဆုံးခရိုင်နဲ့မြို့နယ်တစ်ခုဖြစ်ပါကြောင်းလာမယ့်နှစ်တက္ကသိုလ်ဝင်ဆောင်ပွဲမှာဒိုင်းဒီတာကြီးရဲ့အောင်ကျဲမြန်မာရေးအတွက်ဆရာမိဘကျောင်းသားကျောင်းသူများနဲ့တာဝန်ရှိသူများအားလုံးဂျိုးပန်းဆောင်ရွက်သွားရန်မှာကြပါတယ်အဲနောမြန်အောင်ခရိုင်တွင်ရဝေးဒေသမှလာရောက်ပြီးတာဝန်ထမ်းဆောင်လျက်ရှိတဲ့ကျန်းစာမများအား အခြေခံစားတောက်ကုန်ပစ္စည်းများပေးအပ်ခဲ့ပြီးတိုင်းဒေသကြီးပညာရေးမှူးမြန်အောင်ခရိုင်ပညာရေးမှူးဘာသာရပ်တင်ဆရာဆရာမများကတက္ကသိုလ်ဝင်စာမေးပွဲအောင်ကျဲမြန်မာရေးအတွက်ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြကတိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်တာများဖြည့်ဆွတ်ဆွေးနွေးပါတယ်အိမ်နောက်တန်ဒိတာဂျိန်ဝင်းကြီးတုံးနယ်ဖွဲ့ဟာမြန်အောင်ခရိုင်အတွင်းမှစိုက်ပျိုးထွက်ရှိတဲ့ဘဲဘုတ်တင်းနယ်များ ခင်မီစီတန်းဆက်အုံပြုပြီးကြိတ်ခွဲထုတ်လုပ်နိုင်ရန်ဆောင်ရွက်နေတဲ့ညံအောင်မျိုးစိန်ဝတ်မောင်တင်လန်းရှိဦးမင်းဆောင်ဦးရဲ့စီကြိတ်ဆက်တို့တွားရောက်ပြီးကြီးရှုအားပေးကလိုအပ်တာများမှာကြပါတယ်။ဆက်လက်ပြီးညံအောင်မျိုးနယ်ရောင်မြဆွဲကြီးရွာတောင်သူဦးဝင်းစိုးရဲ့ဇာအေကတေကမှာ Super Sun 41စောင်းနေကြစိုက်ခင်းကို၎င်းဟင်္ဒရစုံကုံမြန်အောင်လဲအကျေကက်တရာထပ်ပိုးလွာခင်ချင်း ကာဗတ်နှစင်းတိစောက်ချင်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး56မိုင်၄ဖာလုံးမှ58မိုင်ထိကက်တရာထပ်ဖိုးလွာခင်းခြင်း၄ဖာလုံးဆောင်ရွက်ပြီးစည်းမှုများကိုကြည့်ရှုခဲ့ပြီးတမကလာတွင်ပြည်စည်းစီအတွက်လူအင်အားဇက်အင်အားများဖြင့်ဆောင်ရွက်ကြရန်မှာကြပါသည်ဒီသတင်းကိုပသိမ်သတင်းဌာနကွဲမှ ပေးပို့ထားတာဖြစ်ပါရှင်